ညီတော်ပါပြိသက်ကြီးရင်ကျမတို့ရဲ့ CK Entertainment Channel လေးကနေပြိသက်အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မော်ရွှေစွန်ကလေးဆိုတဲ့ဆန်နယ်လေးပဲဖြစ်ပါတယ်ပြိသက်ကြီးကကြည့်စုခန်းစားအားပေးကြပါအောင်ရှင်ဗီဒီယိုလေးကိုမစခင်မှာကျမတို့ရဲ့ CK Entertainment Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါဦးနော်သတင်းတွေတင်တဲ့တင်ရှိနိုင်ဖို့ကိုလည်းပင်နာကနူဒီခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါအောင်လို့တောင်းဆိုပါရစေရှင် ဒါဆိုရင်တော့ဗီဒီယိုလေးကိုစတင်တင်ဆက်လိုက်ပါပြီနော်။မြို့တော်ချင်းနဲ့တော်တော်ဝင်းဝင်းမှာရွာကလေးတွေရွာရှိပါတယ်။အဲ့ဒီရွာကလေးမှာသူ့ရဲ့ဇနီးဆယ်လာရဲ့လင်းမြသားအွယ်ဒေးဗစ်တူတို့နဲ့အတူနေထိုင်ပါတယ်။မိသားစုလေးကတည်တယ်ဆိုပေမဲ့ကုန်ကျစရိတ်ကတော့အရင်များပါတယ်။ဘာလို့လဲဆိုတော့ဆယ်လာကအမဲလုံလုံနေမကောင်းဖြစ်နေခဲ့တာပါ။သူမရဲ့ဘိုင်မှာအကျိတ်တလုံးရှိပါတယ်။ဒါပေမဲ့အဲ့ဒီယောဂါကိုကုနိုင်ဖို့ပတ်စံတွေအများကြီးလိုအပ်ပါတယ်။ ။စုခင်ရလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်ညစ်နေရှာပါတယ်။ဟုတ်ဆယ်လား။ငါအလုပ်သွားတော့မယ်။ထမင်းဟင်းတွေချက်ပြေးပြီလား။ဆယ်လားကလည်းဘိုင်းနာနေတဲ့ကြားကအခုလိုပြန်ပြေးလိုက်ပါတယ်။မရှိဘူးရှင်။ဒီနေ့ကျမဘာမှမချက်နိုင်လို့ပါ။မနေ့ကလေးကဘန်အရန်အောင်းနေတာ။ကောင်းပြီလေ။ဘာမှမဖြစ်ပါဘူး။ရေပဲတောက်ပြီးသွားလိုက်တော့မယ်။စုခရရဲ့တားလေးဖြစ်တူးကလည်းကြောင်းသွားဖို့အဆင်သင့်ဖြစ်နေပါပြီ။သူကသူ့အမေကိုအခုလိုမေးလိုက်ပါတယ်။ မင်းကျွန်တော်လဲရေးတော့ပြီးပဲចောင်းတော့လိုက်ရမလားဟုတ်တယ်တားလိဒီနေ့တော့ရေးတော့ပြီးပဲចောင်းတော့လိုက်ပါနော်ဟုတ်ကဲ့ပါမင်းဘာမှမဖြစ်ပါဘူးအမေကြည့်ထားပါတားတနေ့လုံးအဆင်ပြေအောင်လုပ်ပေးမှာကျွန်တော်ပတ်စံတွေအများကြီးရှာပေးမယ်အဲ့ဒီခါကျရင်အမေလဲခွဲစိတ်လို့ရသွားပြီအဲ့ဒီအတွက်တားပညာကောင်းကောင်းသင်ရမှာနော်တားတော့အခုចောင်းတော့တော့နော်ဒေးဗစ်တူကចောင်းကိုထွက်သွားခဲ့ပါတယ် ဒါပေမဲ့လည်းသူစာသင်ရတော့ကိုကောင်းကောင်းစိတ်ဝင်စားခဲ့ပါဘူး။သူကရွာကလေးတွေနဲ့ပဲစော်ကစားချင်နေခဲ့ပါတယ်။အိမ်ကနေထွက်သွားပြီးသူ့ကျောင်းကိုမသွားပါဘူး။ကျောင်းနောက်ကကွင်းကျယ်ကြီးထဲသွားပြီးသူ့လွယ်အိတ်ကိုချထားလိုက်ပါတယ်။အဲ့ဒီကွင်းထဲမှာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ရတန်းနဲ့ဂျက်စတိုကစော့စော့ကလေးကစွန့်လွတ်နေကြတာဖြစ်ပါတယ်။ဟဲ့အောင်ဖြစ်တူလားကွာ။ငါတို့ဒီနေ့စွန့်လွတ်ကြမယ်။မင်းရောလွတ်မလား။ငါလား။ငါစီမှာစွန့်မမရှိတာ။ မင်းအဖေကိုစွန့်ဝဲခန်းတယ်လေကွာငါ့အဖေကဆင်းရဲတယ်လေငါ့အဖေကဘယ်ကနေစွန့်ဝဲပေးနိုင်မှာလဲမင်းကလည်းအလိုက်တာကွာဒီစွန်တွေကပဲငါတို့ကိုချမ်းသာအောင်လုပ်ပေးနိုင်တာဟုတ်လားဘယ်လိုလဲမင်းကဘာကိုမှမသိဘူးပဲဘီတူငါတို့ရွာမှာဖျားပွင့်နေကြရင်စွန့်လို့ပြန်ပွဲရှိတယ်လေပြန်ပွဲမှာအနံ့ရသူကစုချင်းငွေ9000တော့ရမှာဝါပတ်စံအများကြီးပဲဟုတ်တယ်ဘီတူ9000တော့နော်စဉ်းစားကြည့်စမ်း ရလာတဲ့ပတ်စံနဲ့ငါတို့ရေကဲမုတ်တွေအများကြီးဝယ်စားလို့ရတယ်။ချောကလက်တွေလည်းအများကြီးဝယ်စားလို့ရမယ်။ဒါပေမဲ့ဂျီတူးကတော့စုချင်းငွေနဲ့ချောကလက်တွေရေကဲမုတ်တွေဝယ်မစားချင်ပါဘူး။သူက သူ့အမေကိုဆေးကုနိုင်ဖို့ပဲပတ်စံလိုချင်ခဲ့တာပါ။ကောင်းပြီလေ။ငါအဖေကိုဒီနေ့ပဲစုံဝယ်ခိုင်းလိုက်မယ်။ကောင်းတယ်ဗီတူ။ငါတို့အားလုံးဝင်ပြိုင်ကြမယ်။ညရောက်တော့စုခိယကအိမ်ပြန်လာခဲ့ပါတယ်။ဗီတူးကလည်းအဲ့ဒီအချင်းကိုပဲစောင့်နေခဲ့တာဖြစ်ပါတယ်။ ဖေအေးပြန်ရောက်တာနဲ့ပီတူကအခုလိုပြောလိုက်ပါတယ်။ဖေဖေကျွန်တော်ဆုံလို့ချင်တယ်။ကျွန်တော်ကိုစုံဝယ်ပေးပါလား။စုံဟုတ်လား။အဖေမှာတားကိုစုံဝယ်ပေးဖို့ပတ်စံမရှိဘူးလေ။မရဘူးဖေဖေကျွန်တော်ဆုံလို့ချင်တယ်။ကျွန်တော်ဆုံလို့ပြန်ပွဲမှာဝင်ပြန်ချင်တယ်။ဆုံလို့ပြန်ပွဲဟုတ်တယ်မင်းမင်းပြန်ပွဲမှာအနံ့ရရင်9000တော့ရမှာ။အဲ့ဒီခါကျရင်အမေလည်းခွဲစိတ်လို့ရသွားပြီ။ဟာဟာဟာဒါကိုကြတော့စုခိယာရောဆယ်လာရောညီကြပါတော့တယ်။ တာတာအရန်ရိုးတယ်ငါးထောင်နည်းနည်းခွဲစိတ်လို့ရမှာလားဟုတ်လားဒါဆိုခွဲစိတ်ဖို့ငွေဘလောက်တောင်လိုတာလဲငါးသိန်းလိုတယ်တာရဲ့ငါးသိန်းတိတိအမလေးအဲ့လောက်ပတ်စံအများကြီးလားကောင်းပြီလေကျွန်တော်ငါးထောင်ရှာပြီးအမေကိုပေးမယ်အမေဆူထားလိုက်ပေါ့တဖြည်းဖြည်းနဲ့ငါးသိန်းပြည့်သွားမှာပါအမေသားလေးရဲ့အကိုကြီးစွတ်တခုဝယ်ပေးလိုက်ပါကလေးကိုစွန့်လွတ်ခိုင်းလိုက်ပါနော် နောက်နေမနဲ့ရောက်တော့စုခိယာကပီတူရဲ့အတွက်တစ်ဆယ်ကြက်တန်ဆွန်တစ်ခုကိုဝယ်ပေးလိုက်ပါတယ်။ပီတူလည်းဆွန်ကိုယူပြီးကွင်းထဲသွားပါတယ်။ဟိုရောက်တော့เจ้ามาအစိုးဆုံးเจ้าသားဖြစ်တဲ့အဲကျွန်တို့ဆွန်လွတ်နေတာကိုတွေ့သွားခဲ့ပါတယ်။သူ့ရဲ့ဆွန်ကအရန်ကိုဈေးကြီးပါတယ်။ကြားနဲ့ရက်တန်းကလည်းအဲ့ဒီဆွန်ကိုပဲကြည့်နေကြပါတယ်။ဟဲဆွန်ကြီးကအကြီးကြီးပါလား။ဟုတ်တယ်ပီတူ။အဲချန်ရဲ့အဖေကချမ်းသာတယ်လေ။ငါတို့ရဲ့ဆွန်ကသူ့နဲ့ဆိုရင်2မိနစ်တောင်ခံမအောင်ဘူးကွာ။ ဘာလို့မခံနိုင်ရမှာလဲငါတို့စူးစမ်းကြည့်လို့ရပါတယ်ငါတို့ရေပင်းကောင်းကောင်းလေးလုပ်ရမယ်ဒါပေမဲ့ရေပင်းကဘာနဲ့လုပ်ရမှာလဲတငယ်ချင်း၃ယောက်စကားပြောနေတာကိုတွေ့တော့အကျုံကရေပြီးပြန်ပြောလိုက်ပါတယ်ဘယ်လိုလဲစင်ရဲသားလေးတွေဘာရီစီစဉ်နေကြတာတော့ငါ့ကိုနိုင်အောင်ပြန်ဖို့စဉ်းစားနေကြတာလားဘာထူးလာမှာလဲငါအဖေကငါ့အတွေ့မျိုးပေါ်ကစွန့်နဲ့ရေပင်းဝယ်ပေးခဲ့တာကွာမင်းတို့ငါနဲ့ပြိုင်နိုင်မှာမဟုတ်ဘူး ပီတူဂျာရတန်းတို့ကအဲ့ဒီနေရာကနေထွက်လာခဲ့လိုက်ကြပါတယ်။ပီတူကအခုလိုပြောပါတယ်။တငယ်ချင်းတို့ငါတို့တန်ကျိုးနဲ့ရေပိန်လောက်ကြမယ်။အဲ့ဒါနဲ့ဆိုငါတို့အဲ့ကျိုးနဲ့ကောင်းကောင်းပြိုင်လို့ရပြီ။ဟုတ်တယ်ဟုတ်တယ်လာလာလောက်ကြမယ်။သုံးယောက်သားဘေးပတ်ဝန်းကျင်မှာရှိတဲ့တန်ဘူးကိုနေကိုရှာပြီးရက်ခွဲကတန်ကျိုးနဲ့ရေပိန်လောက်ကြပါတယ်။ရေပိန်လည်းကောင်းကောင်းလုပ်ပြီးသွားတဲ့အခါစွန်နေယူကကွင်းထဲသို့ပြန်လာခဲ့ကြပါတယ်။တကယ်ပြန်ပွဲမဆောင်ရင်ငါတို့အခုပြန်ကြမလား။ ။အော်မင်းကရှုံးရတာဝန်တာပါလို့လား။အဲ့ဒါကတော့ပြန်ဝဲပြီးရင်သိရမှာပေါ့ကွာ။ဒီလုံးနဲ့ဖီတူရဲ့အဲဂျွန်ရဲ့စွန်လွတ်ပြန်ကြပါလေ။တယောက်လုံးရဲ့စွန်တွေကကောင်းဝေပေါ်မှာရံဖြစ်နေကြပါပြီ။နောက်ဆုံးတော့ဖီတူရဲ့စွန်ကအဲဂျွန်ရဲ့ဈေးကြီးတဲ့စွန်ကိုရှုံးအောင်လုပ်နိုင်ခဲ့ပါပြီ။အဲဂျွန်ရဲ့စွန်ကပြတ်သွားကဝေးဝေးတန်နေရမှာကျသွားပါတော့လေ။ဘယ်လိုလဲမင်းရဲ့ဈေးကြီးတဲ့စွန်ကပြတ်သွားပြီလား။ အလကစိတ်ရင်းသားတွေမင်းတို့နဲ့ပြန်ပွဲကြမှာကောင်းကောင်းတွေ့မယ်ကြိတ်ထားလိုက်ပါပြန်ပွဲမှာလည်းမင်းရဲ့စုံကိုအခုလိုဖျက်ပြမယ်အဲဂျွန်ကလည်းအဲ့ဒီနေရာကထွက်လာခဲ့ပါတယ်အဲဂျွန်ကညရောက်တော့အိတ်မပြောပါဘူးအဲ့ဒီကောင်ဘီတူတော့ငါနဲ့တွေ့အောင်မယ်သူ့ကိုပြန်ပွဲကနေထုတ်ပြမှာဖြစ်မယ်မဟုတ်ရင်တော့ငါရဲ့တိတ်ခါတွေအကုန်လုံးကြားလိမ့်မယ်အဲဂျွန်ကအစီအစဉ်တစ်ခု ရေးဆွဲလိုက်ပါတယ်တယောက်ယောက်ကိုရှုံးအောင်မလုပ်နိုင်ဘူးဆိုရင်ပြန်ပွဲကနေထုတ်ပြုံပေါ့တစ်ဖက်မှာတော့ဘီတူက ခဏခဏဆွန့်လွှတ်ကြည့်ပြီးငါးထောင်ကိုရဖို့အိမ်မက်မက်နေပါတယ်။ပြန်ပွဲမစခင်တရဲ့အလိုမှာပီတူးကကွင်းထဲမှာဆွန့်လွှတ်နေတဲ့အချိန်အဲဂျွန်ကပီတူးရဲ့ဆွန့်ကိုခင်းတယ်လမ်းပေါလိုက်ပါတယ်။ဟာဟာဟာခုတော့ဗာတက်နိုင်တယ်လေပီတူး။မြင်းပြန်ပွဲကိုဘလုံးဝင်းပြိုင်ပါလေ။ဖျောင်းမင်းဒါဘလို့လုပ်လိုက်တာလဲ။ငါရဲ့ဆွန့်ကိုဘာလို့ပြန်အောင်လုပ်တာလဲ။ဘာလဲမင်းဖေကထက်မွေပြီးတော့ဦးလား။ဟာဟာဟာဆရဲသားကလေးတွေဒီကနေထပ်သွားကြစမ်းနောက်တစ်ခါကျရင်ငါနဲ့လာပြိုင်ဖို့မစင်းစားကြနဲ့ အဲဂျွန်ကငါ့ရဲ့စုံကိုပြန်အောင်လုပ်လိုက်တယ်။ဖေဖေကျွန်တော်ကိုစုံအစ်တစ်ခုဝယ်ပေးပါလိုက်။တာမဝယ်ပေးနိုင်တော့ဘူးတာ။ဖေဖေစီမှာပတ်စံမရှိတော့ဘူး။ဒီနေ့မင်းရဲ့မိကိုစေယုံသွားပြရမယ်။ဆယ်လာကြီးမြန်မြန်လာသွားရအောင်။စုခိယာကဆယ်လာကိုခေါ်ပြီးစေယုံသွားခဲ့ပါတယ်။စေယုံရောက်တော့ဆရာဝန်ကအခုလိုပြောပါတယ်။စုခိယာကြီးတလအတွင်းရှင့်မိမခွဲစိတ်မှဖြစ်မယ်။မဟုတ်ရင် သူမအသက်ရှင်နိုင်တော့မှာမဟုတ်ဘူး။ တလအတွင်းဟုတ်လားဆရာဒါပေမဲ့ကျွန်တော်ကတလအတွင်းပတ်စံအများကြီးဘေးရရှာရမှာလဲစုခိယလည်းအယံစိတ်ညစ်သွားပါတယ်အဲ့ဒီအကြောင်းကိုပီတူလည်းသိသွားရော သူလည်းစိတ်မကောင်းဖြစ်သွားရှာပါတယ်နောက်တနေ့မနေ့ရောက်တော့ပီတူကရေကန်နားမှာသွားထိုင်နေပါတယ်အဲ့ဒီရေကန်မှာစုံးမရှိတဲ့ဆိုပြီးအခုချိန်ထိဘယ်သူမှအဲ့ဒီရေကန်နားကိုမသွားကြပါဘူးတနေ့ကျပီတူကသူ့ရဲ့စွန်အပြဲလေးကိုယူပြီးရေကန်နားမှာထိုင်နေပါတယ် သူ့ရဲ့မျက်လုံးကနေမျက်ရည်တွေစိတ်ကျနေပါတယ်။အားလုံးပျက်စီးသွားပြီ။အခုဘာဆက်လုပ်ရတော့မလဲ။ငါအတက်တော့ဘာတခုမှကောင်းတာမရှိဘူး။အဲ့ဒီလိုပြောပြီးပီတူးကဆွန်ကိုရေကန်နဲ့ပြစ်ချလိုက်ပါတယ်။အဲ့ဒီအချိန်ရေထဲကဆုံးမတယောက်ထွက်လာခဲ့ပါတယ်။မင်းကဘယ်သူလဲ။ဘာလို့ဒီမှာထိုင်ပြီးစိတ်မကောင်းဖြစ်နေတာတော့။ဆုံးမကိုမြင်တော့ပီတူးလန့်သွားပါတယ်။ဒါပေမဲ့သူ့ကိုယ်သူထိမ့်လိုက်ကဆုံးမကိုအဖြစ်ပြက်တွေအားလုံးပြောပြလိုက်ပါတယ်။အော် အဲ့ဒါကြောင့်လားငါမင်းရဲ့နာကျင်မှုကိုနားလဲပါတယ်ငါလည်းတယောက်ယောက်ရဲ့အမေဖြစ်ဖူးခဲ့ပါတယ်ငါစီမှာမင်းအတွက်တခုရှိတယ်ရော့ဒီမှာမှော်စွန်ကလေးမှော်စွန်ဟုတ်လားဒါပေမဲ့ဒါနဲ့ဘာဖြစ်လာမှာမို့လို့လဲဒီစုံကိုဘယ်သူမှရှောအောင်မလုပ်နိုင်ဘူးခဲနဲ့ပေါပီလဲပြည့်အောင်လုပ်လို့မရဘူးနောက်တစ်ခုကမင်းဒီစုံလေးနဲ့တချောင်းစုံတွေကိုပြတ်ကြအောင်လုပ်ပြီးအင်ယူသွားမယ်ဆိုအဲ့ဒီစုံတွေအကုန်လုံးကရွှေတွေဖြစ်လာမှာတကယ်လားဟုတ်တယ် တကယ်သွားပြီးပြန်ပွဲကို အနံယူလိုက်တော့ပြီးရင်မင်းရဲ့အမေကိုလည်းကယ်လိုက်ပါဘီတူလည်းပြန်ပွဲစီပြေးသွားခဲ့ပါတယ်သူ့ကိုမြင်တော့အဲဂျွန်ကကြောက်သွားပြီးပြန်ပွဲစကြပါတယ်ဘီတူကစွန်နီကိုတခုပြီးတခုဖျက်နေပါတယ်သူ့ရဲ့တငယ်ချင်းရက်တန်းနဲ့ဂျားတို့ကလည်းပြတ်ကျသွားတဲ့စွန်နီကိုလိုက်ကောက်နေပါတယ်နောက်ဆုံးတော့ဘီတူကအဲဂျွန်ရဲ့ဈေးကြီးကြီးစွန်ကိုလည်းဖျက်လိုက်နိုင်ခဲ့ပါတယ်အဲဂျွန်ကရှုံးသွားတော့ငိုပြီးအဲ့ဒီနေရာကနေထွက်ပြေးသွားပါတယ် ပီတူကစုကျင်းဝင်9000ကိုလည်းရသွားပါတယ်။ပီတူကပြတ်ကျတဲ့စွန်တွေကိုယူပြီးအင်ပြန်သွားပါတယ်။အင်လဲရောက်တော့စွန်တွေအကုန်လုံးရွှေတွေဖြစ်သွားပါတယ်။ရွှေတွေကို ရောင်းပြီးရလာတဲ့ပက်စံနဲ့ဆယ်လောက်ကိုခွဲစိတ်နိုင်ခဲ့ပါတယ်။ဆယ်လောက်လည်းကျမ်းမာရေးပြန်ကောင်းလာခဲ့ပါတယ်။ပုံပြလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။ နောက်ရက်များမှာလည်းကျမတို့ရဲ့ CK Entertainment ကနေဒီလိုဇလန်ကောင်းများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်ကြီးကဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါအောင်လို့ကြောကြားရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေရှင်။